ဟယ်လိုမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတိုင်းမှာပဲ brand ဖို့ကိုအဝေးကွင်းမှာတွားရောက်ကန်ခဲ့တဲ့ပွဲကတော့ဒါကြည်စင်တရားမရှိအောင်စိတ်ပြတ်ဖို့ကောင်းတဲ့ရာလနဲ့ပြန်လာခဲ့ရတယ်ပေါ့ဗျာဘဲဦးလေးတော့ခွဲပြခဲ့ပါတယ်အနိုင်၃ဘက်ကိုမမျောလင်းရဲပါဘူးသူ့ပဲမဲ့တရည်တမှတ်လေးတောင်ရဖို့ရုံးကန်ခွင့်မရှိတဲ့ဘဝမှာကျွန်တော်တို့ကတော့ကျွန်တော်တို့ Manchester United အသင်းကတော့เนาะအဲ့တော့ ပထမပိုင်းစောစောစီးစီးပဲကျွန်တော်တို့ဒါဒီအတင်းရဒီကောင်တာ transition တွေเนาะအမြင့်ဘောတွေအဝေးဘောတွေအားကိုးတဲ့အတင်းเนาะလက်ပြဘောဆိုလို့ရှိရင်လေဂိုဝတ်ထီဂိုသေးထီရောက်နေတဲ့ဒီအတင်းကိုတိတိနဲ့ကျွန်တော်တို့ Manchester United ကသူတို့ပဲတိုက်မလို့လို့သူတို့ပဲအတင်းကြီးဆန်ဆန်နဲ့ဖိမလို့လို့နဲ့လုံရင်းလုံရင်းနဲ့ကျွန်တော်တို့ကိုပဲဂိုးတွေပြန်ပြန်ပေးလိုက်ရပြီးတော့ဂိုးပြတ်သွားတယ်အဲ့တော့ကျွန်တော်တို့ Manchester United အတင်းက Premier League ထဲမှာ6ပွဲကန်ပြီးတော့3ပွဲရှုံး နှစ်ပွဲနိုင်တပွဲသေးနဲ့ရောင်းမှတ်ခွနမှတ်အဲ့ဒါနီပြအမ်မိုရီနေနာကတော့ဒီပွဲကိုခြုံသွားတဲ့နောက်မှာတော့သူလဲတော့ကတဲ့တပွဲတပိုက်ကြီးနဲ့เนาะလောကရန်တွေတပွဲတပိုက်ကြီးနဲ့ထိုင်းရင်ထိုင်းရင်နဲ့เนาะဘယ်အထိရှစ်ရှစ်ဆက်ဘယ်အထိ6နေမလဲဆိုတာကတော့စောင့်ကြည့်ကြမှာပေါ့ဗျာအော်တိုဘာလ၄ရက်နေ့စနေနေ့မှာကျွန်တော်တို့ဆန်ဒလန်အသင်းကိုအင်ကွင်းမှာလက်ခံကစားရမယ် ဒီပွဲလေးကိုကျွန်တော်နဲ့အတူနည်းနည်းလေးရှင်းကပ်ကြကြမှာဗျာ Sunderland အသင်းကတော့အကောင်လုံးသိပါတယ် Sunderland တင်ရဒီနှစ်အရာဒီတွင်းမှာခုမှတန်းတက်လာတဲ့အသင်းဆိုပေမဲ့ဒီတန်းတက်လာတဲ့အသင်း၃တင်းထဲမှာ Lee ရဲ့ Burnley ရဲ့ Sunderland ရဲ့အဲ့ဒီ၃တင်းထဲမှာ Sunderland ကအကောင်ဆုံးเนาะရမကဆက်တမတ်เนาะသွားလဲကြည်လန်းအောင်အခုမှတန်းတက်လာတဲ့အသင်းရဲ့အနေထားကိုလေရမကဆက်တမတ်เนาะဘယ်အဆင့်မှာရက်တင်နေနေတဲ့တစ်ချက်လောက်သွားချိုးလိုက်အောင်အဲ့တော့ ကျွန်တော်တို့ဆန်ဒလန်အသင်းကဒီနေ့အတော်တွင်းမှာတော်တော်လေးဒါတန်းတင်းလာတယ်ဆိုပေမဲ့တော်လေးချေစွာတဲ့အသင်းနော်အထူးသဖြင့်သူတို့ကအိမ်ကွင်းကောင်းတယ်နောက်တိုင်းတွေကောင်းတယ်ပြီးလို့ရှိရင်ဒါတော်တော်လေးခံစောနိုင်စွမ်းရှိတယ်နော်ဒါဒီတပတ်ကန်ခဲ့တဲ့နော်တော်ဖိုရိတ်နဲ့ပွဲကိုလည်းသူတို့စောစောစစ်စစ်တကူအတွင်းပြီးတော့ဖင်ပိတ်ကန်ပြီးတော့ပဲသူတို့သုံးမှတ်ကိုရအောင်ယူပြသွားတယ် လက်ရှိချိန်တည်းကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့အနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပရီးမီးယားလိထဲမှာ6ပွဲကန်3ပွဲရှုံ2ပွဲနိုင်1ပွဲသေရင်ねကျွန်တော်တို့ရမှတ်9မှတ်နော်သူ့နေရာကိုတော့သူပြန်ရောက်သွားပါပြီချိန်တန်ဒီလူကဒီနေရာပါပဲဒီလူဟာဒီနေရာပဲချိန်တန်ပြန်လာရအောင်မအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကဆက်ပြီးတော့ပဲဒါနော်ခုနေရာတော့ခုပြန်ရောက်သွားပါပြီလေ အဲ့တော့ဒီဆန်ဒလန်နဲ့ကန်ရမယ်ကျွန်တော်တို့ဆန်ဒလန်နဲ့အဝကွင်းမှာတော့ကန်ရမယ်ပွဲစဉ်မှာကျွန်တော်တို့နီပြအမိုးရဲ့အနေနဲ့ဒါဖီအားတွေဂျားတွေကနေပြီးတော့เนาะရလက်တရားနီပြနီပြကတော်တော်လေးဒါလောကန်အနေနဲ့ရင်ဆိုင်နေရတယ်เนาะတော်လေးဝက်ဖန်တန်နေလဲကြားနေတယ်เนาะဇီတန်ကိုမျောလိုက်အလွန်ဆိုဟာဇီတန်ကိုမျောလိုက်เนาะဘာလဲဂျာပီကိုမျောလိုက်နေပါလဲ ဒီပြတော်တော်ပြောင်းကျင်နေကြတဲ့လူတွေလက်တောင်းတောင်းကိုထားလို့အဲ့တော့စကားချေချေဝဲပြောတော့ပါဘူးလေကျွန်တော်တို့ဒီတပတ်ကျွန်တော်တို့အော်တိုဘာလာ၄ရက်နေ့စနေနေ့မှာစလို့စီကြည်ရမယ်စန္ဒရနဲ့ပွဲကိုဒီပြအမ်မိုရီနေနဲ့ဒါအိမ်ကွင်းမှာလက်ခံကစားရမယ်ဒီပွဲလေးကိုနိုင်သုံးမှအပြည့်ဝရရှိအောင် ဘလို့လေစူးစမ်းသွားမလဲဆိုတာကတော့ကျွန်တော်တို့ Manchester United ပြိုင်သက်တဲ့နဲ့အတူလူစောင့်ကြည့်ကြမယ်ဗျာစနေနေ့မှာစောင့်ကြည့်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပြိုင်သက်မှာကိုယ်စိတ်နဲ့ဖျားချမ်းမရှမ်းသာကြပါစေ